လူတိုင်းမှာကိုယ်ပိုင်ခရီးနဲ့အရှိန်နှုံးဆိုတာရှိတယ်။သူများနဲ့နှိုင်းရှင်ရင်းကကိုယ့်ရဲ့တိုးတက်မှုကိုနှောင့်နှင်းစေတယ်။နှိုင်းရှင်မှုတွေကကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွင်းတဲ့အောင်မြင်မှုကိုအပြည့်အဝမတက်ရောက်ပါဘူး။သူများရဲ့အောင်မြင်မှုကိုအားကျလို့ရပါလေ။ဒါပေမဲ့ကိုယ့်ခရီးကိုအာရုံစိုက်ပါ နိုင်ရှင်မှုတွေကစိတ်ဖြစ်စည်းမှုနဲ့မပြောင်းရှင်မှုကဖြစ်စီတယ်လူတိုင်းမှာကိုယ်ပိုင်အာသာချက်တွေအာနေချက်တွေရှိတယ်ကိုယ့်ရဲ့အာသာချက်အာနေချက်တွေအပေါ်မှာအာရုံစိုက်ပါသူများရဲ့အောင်မြင်မှုကကိုယ့်အတွက်မကိုက်ရဘူးကိုယ်ပိုင်ပန်းနိုင်တယ်တတ်မှတ်ပါနိုင်ရှင်ရင်းကကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရောချစေတယ် သူများရဲ့ခီးစဉ်ကအခုအထွတ်အတူယူစရာဖြစ်နိုင်ရင်ပဲအတိန်အဆောင်မခံပါနဲ့ကိုဘွားကိုသူများရဲ့အဆင့်အတန်းနဲ့မတိုင်းတာတဲ့မှာသူများရဲ့အောင်မြင်မှုကသူ့ရဲ့ကြိုးစားမှုရဲ့အကျိုးအဆက်ဖြစ်သလိုကိုယ့်ရဲ့အောင်မြင်မှုကလည်းကိုကြိုးစားမှုပေါ်မှာမူတည်တယ်ကိုကိုကိုသူများနဲ့နှိုင်းရှင်မဲ့အစားမနေ့ကကိုနဲ့ဒီနေ့ကိုနှိုင်းရှင်ပါ နိုင်ရှင်ချင်းကကိုယ့်ရဲ့အာယုံကိုကိုတိုးတက်မှုကနေလွှဲချော်စီတယ်သူများဘဝကပြည့်စုံနေတယ်လို့မြင်ရပေမဲ့တကယ်တော့လူတိုင်းမှာစိန်ခေါ်မှုတွေရှိတယ်ကိုတံမှုကိုသူများနဲ့မတိုက်တာပဲကိုဘလောက်ထိတိုးတက်နေတယ်ဆိုတာကိုအာယုံဆိုင်ပါဒါကတော့ကျွန်တော်လူငယ်ပဲကျွန်တော်မိတ်ဆွေတွေကဘဝအတွက်တံပိုးရှိတဲ့ဆိုလိုများတာဖြစ်ပါလေကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလေဒီတစ်နေ့ကို ဖြစ်ဖြစ်ရှင်ရှင်နဲ့ဖြစ်တဲ့အောင်မြင်ဖြစ်ရှင်တဲ့ပေါ်ကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကုညံလေးအောင်ပါ